အားလုံးမင်္ဂလာပါဒီနေ့ကတော့ဗောနော်တိတ်လို့အညာမှာပြန်နှုံးကဗောနော်ကျော်တော်မျိုးရဲ့အလှလေးကိုတီချရေးပြထားတာပါနေရာလေးဆိုတော့တည့်ရွေလေးတွေချောက်ပြီးတော့ရှင်းရှင်းလင်းလင်းလေးနဲ့ဗောနော်ရန်ကုန်မျိုးကြီးတော့ရှိုး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 မရှိပါဘူးအရာအားလုံးကရှင်းလင်းပြီးတော့နေရာလေးတော်တော်ကြီးကိုပူပါတယ် အညာနေဘူးပေါ့နော်အညာနေပေါ့တကယ်ပါဒါကြောင့်ဘောင်မျိုးမှအချိုးဆိုပါကြီးဆိုတဲ့ဆိုင်းမုတ်လေးကိုမိကအရေးပြထားတာဖြစ်ပါတယ်အညာကိုပြန်တော့အညာဒေတာမှသူဖြစ်ခဲ့လို့လာတော့မသိဘူးပေါ့နော်အင်မတန်မှပျော်တယ်အင်မတန်မှလည်းအဲဝမ်းသာပီတီဖြစ်တယ်ပေါ့ရှင်အာဒါလေးကတော့ယထာလန်လေးပေါ့နော်ယထာတန်လန်လေးကူတာပေါ့နော်ကျောင်းသားမျိုးကအာလွန်ခဲ့တဲ့နှစ်တည်ကလေးရပါပေါ့နော် တဘာဝတရားလေးနဲ့အမတမနေလို့ကောင်းတယ်ဒီဓာတ်ထက်ကုန်ပစ္စည်းတွေအရန်ပေါ်များတယ်ချက်ပန်းကထင်းရဲလဲထွက်တယ်အခြားသောပေါ့နော်အခုဒီညမဲကြီးရဲ့ထဲမှာဆို အာလူကျော်ချက်ပန်းအာလူကျော်ပြီးရင်ချက်ပန်းဘဲကျော်လက်ဖက်ဆိုတာလဲချက်ပန်းမှာဟိုလက်ဖက်တွေကဘူးရင်မထွက်ပေမဲ့ပေါ့နော်ချက်ပန်းမှာဘဲကျော်လက်ဖက်ဆိုချက်ပန်းဘဲကျော်လက်ဖက်ဆိုသူတော်တော်များများကကြိုက်ကြတယ်ပေါ့ဒါချက်ပန်းမျိုးဒေတာလေးရဲ့ဒါရှုခင်းလေးပေါ့နော် အခုတွေ့ရမယ့်ဖခင်ကတော့မင်္ဂလာစီဒီကိုခေါ်တယ်။ခြောက်ပေါင်းလူခြောက်ပေါင်းသားတွေကတော့ကုန်းတော်ကြီးလို့ခေါ်တယ်ပေါ့နော်။ကုန်းတော်ကြီးမင်္ဂလာစီဒီလို့ခေါ်ပါတယ်။ဒီကနေရှိသွားလို့ရှိရင်တော့ဒီခြောက်ပေါင်းမျိုးရဲ့ပေါ့နော်။မီးပွိုင်းအရင်ကတော့ပန်းချံအဝိုင်းရှိတာပေါ့။အခုလက်ရှိတော့မီးပွိုင်းတက်ဆင်ထားတာလေ။အာမီးပွိုင်းရောက်လို့ရှိရင်ရှင်သာဆိုရင်မီးပွိုင်းရောက်တော့မှာပေါ့နော်။ ာလေးကတော့ဟိုတော်တော်များများပေါ့နော်ကားဂိတ်လို့လည်းခေါ်တယ်ရွှေမင်းသားကားဂိတ်လို့ခေါ်တယ်ပေါ့အစ်မတမစီပါတယ်ဒီတထွက်ကုန်ပစ္စည်းတွေရောင်းလို့ဈေးတွေအများကြီးကားတွေအများကြီးနဲ့စီပါတယ်ဒါလေးကတော့ရန်ကုန်မှာတုတ်တူပေါ့နော်ညမှာတော့အိုးဝေလို့ခေါ်တယ်အမန်လေးမှဆိုပေါ်ပေါ်တယ်ပေါ့နော်ရေကုန်မှာတော့တုတ်တုတ်လို့ခေါ်တာများတယ်ရှေ့ကတော့ရေထော်လာကြီးမှောက်ရပေါ့နော်ရှာရင်မတန်းနဲ့ဖြောက်သွားပါတယ် ဟာပေါ့နော်နေရလာတဲ့ဒူဝီဆိုင်ကလေးနဲ့မြို့ပေါ်မှာစီတက်ဝဲတယ်။အဲဒါလေးရှိရလေးဆိုတုတ်တုတ်ပေါ့နော်။ဟင်းရန်ကုန်မှာဆိုတုတ်တုတ်။အညာမှာလို့ဆိုအိုးဝီလေးပေါ့နော်။အိုးဝီစီရစီလိုကောင်းပါတယ်။အိုးဝီလေးကလေးလှုပ်စီလှုပ်စီနေလက်ကလေးစီရလို့ပေါ့နော်။ပါပါလေးနဲ့လှစ်လှစ်ကလေးပါပါလှစ်လှစ်ကလေးစီလို့ခေါင်းနေမန္လီပဲဆိုပို့ပေါ်တယ်ဗောနော်မန္လီမှာလည်းတော်တော်များများပေါ်ပါတယ်ဒီအုပ်ဝီလေးတွေဆိုအခုလက်ရှိဝယ်မယ်ဆိုတော့ သိန်းရာကျော်လောက်တော့ရှိမယ်ပေါ့နော်အဲ့ဒါစီတော့ကာကနာနာမသိဘူးမှန်ပြောကြည့်ရပါโอเคဒီဥဝေလေးရဲ့ရှေ့ရပါနော်ရှေ့ထွက်လာကြည့်လေးပါဒါကတော့သိန်းကုတ်ကိုကိုဘက်ကင်မရာကြီးနဲ့ရိုက်ထားတာပါဆိုင်ကြီးညောင်မှာစီးပြီးတော့ဗောနော်လှုပ်ချင်တယ်လို့ပြောချင်တယ်လို့ပြောနေတာပါဒါကတော့ Jewel Brown Plaza ပါ Jewel Brown မှာလည်း Plaza ရှိပါတယ်ရောက်လို့ရှိရင် Plaza ရဲ့ဝင်ကြည့်လို့ရပါတယ်တိတ်ကတော့ Plaza ရဲ့ဝင်ပြီးတော့ပါဘူး ဟုတ်ကဲ့ပါဒါလေးကကြောက်လောင်းဒီတာလေးကိုရပြထားတာမြို့သူမြို့သားလေးဆိုပို့ပြီးတော့ဒီမှာပေါ့နော်အင်းဒီအဆောက်ဦးတွေရလဲပေါ့နော်ညချင်းစရာလေးတွေတဘာဝဆက်ဆံလေးနဲ့စောက်ထားတာဒီရှိရဟာကြီးချန်စီယိုးဆိုတာပေါ့မီတာယုံလို့ခေါ်ရပေါ့နော်လျှက်10မီတာယုံအဲ့ဒါတဲ့ရင်နောက်ကလျှက်10မီတာယုံဖြစ်ပါတယ်လို့သူပြောနေတာပါနော်ဟုတ်ကဲ့ပါကျွန်တော်မျိုးလေးကိုလည်းတစ်ခါရောက်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါစို့